အားလုံးမင်္ဂလာပါ Harutaka Nihongo YouTube Channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဗီဒီယိုလေးတွေမတင်တာကြာတော့ပြီပေါ့နော်အဲ့တော့ဒီနေ့မီနာဆန်တို့အတွက်အင်တာဗျူးဖြေတဲ့အခါမှာမီနာဆန်တို့တခြားလူတွေတဲ့ထူးကဲနေစေမဲ့ပို့ပြီးတော့အင်တာဗျူးမှာအောင်မို့ရခိုင်လို့များစေမဲ့ tips လေးတွေခုနှစ်ခုကိုပြောပြပေးတော့မှာဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြနော်နံပါတ်1ပြုံးပါဟုတ်ပြီဘာလို့နံပါတ်1ချက်နေနဲ့ပြုံးမအောင်ပြောရလဲဆိုရင် ကျွန်တော်နေစဉ်ဘွားမှာလူတွေတယောက်နဲ့တယောက်ဆက်ဆက်နေခါမှာအပြုံအအရန်ရေးပါတယ်ဆိုတာမင်းသားဆန်တို့လည်းတည်ပြီးသားဖြစ်မှာပေါ့နော်ပြုံးရွှင်နေတဲ့လူတယောက်ဆိုရင်ဘာလို့မဆိုပေါင်းသိမ်းခြင်းနဲ့လေခင်ခင်မင်မင်ဆက်ဆန့်ခြင်းနဲ့အဲ့လိုမှမဟုတ်ပဲနဲ့အမြဲတမ်းစူပုံနေတယ်မျက်နှာတည်နေနေတယ်မျက်နှာထိုင်နေနေတယ်ဆိုရင်ကြတော့ဘာလို့မှစကားလဲလာမပြောစကားပြောရမှလည်းကြောက်ကြတယ်စကားပြောချင်ရင်တော့မှစကားပြောဖို့တွန့်ဆုတ်တတ်ကြတယ်လေအဲ့တော့ပထမဆုံးချက်နေတဲ့ကပြုံးမှုအရေးကြီးတယ်အင်တာဗျူးဖြေတဲ့အခါမှလည်းအဲ့လိုပဲ ုံးချင်နေတဲ့လူတယောက်ဆိုရင် interview မေးရတဲ့လူတွေကလေစိတ်ချမ်းသာတယ်လေဥပမာအားဖြင့်ပြောရမယ်ဆိုရင်ဈေးဆိုင်နှစ်ဆိုင်ရှိရတာ A ဈေးဆိုင်ရယ် B ဈေးဆိုင်ရယ်အဲ့ဒီမှာမှ A ဈေးဆိုင်ကဆိုင်ရှင်ကပြင်းပြင်းရှင်းရှင်းနဲ့အမြဲတမ်းရောင်းနေ B ကကြတော့အမြဲတမ်းစူပုတ်နေတဲ့မျက်နှာနဲ့ရောင်းနေဆိုရင်မိနာဆန်တို့ကဘယ်ဆိုင်မှာဝဲခြင်းလဲ A ဆိုင်မှာပဲတရားပေါ်ဝဲမှာပေါ့ဟုတ်တယ်မလားအဲ့လိုပဲအင်တာဗျူးတဲ့လူကလည်းမိနာဆန်တို့စပြီးတော့ဝင်လာတာနဲ့မိနာဆန်တို့ရဲ့အပြုံးကိုတွေးလိုက်တာနဲ့ တို့ကလည်းဆက်ပြီးတော့ interview ချင်းစိတ်ဖြစ်သွားတယ်။မင်းနာဆန်တို့လည်းအမှန်မရောတော့အလိုမမဟုတ်ဘဲနဲ့ interview ဆပြီးတော့ view လာနဲ့မျက်နှာရမအေးမသာကြီးဖြစ်တာယောက်ကြီးလိုဖြစ်တောင့်တောင့်ရင်ဖြစ်နေဆိုရင်တော့မင်းနာဆန်တို့အမှတ်တီရောက်မှာပေါ့နော်။အဲဒီတော့အမှတ်လေးတွေမရောရလေအောင်ပထမဆုံးပြုံးပါ။နင်းနေကကပြုံးပါ။နင်းလိုပဲပြုံးပါ။နံပါတ်1စကားကိုဖြည်းဖြည်းပြောပါ။ငါတို့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  ဒီနမနစ်အချက်လေးရပါဘောနော်အာစာရတဲ့ចောင်းသားရောစာမရတဲ့ចောင်းသားတွေရောတော်တော်များများလှုပ်လေးရှိတဲ့အမားလေးတခုပေါ့နော်အမားလို့တော့ပြောလို့မရဘူးပေါ့နော်အမားတော့မဟုတ်ပေမဲ့တော်တော်များများလှုပ်လေးလှုပ်ထားရှိတယ်ပေါ့နော်ဘာလို့လဲဆိုတော့မင်းသားဇန်တို့ကជីကောရှော့ကင်တို့ပါတို့ဆိုတာပုံမှန်အဖြစ်တော့အားလုံးကအဲအလွတ်ကျကျများတယ်ပေါ့နော်ဒါဟုံးလို့နှိမ်ပြီးပြောတာမဟုတ်ဘူးနော်ပုံမှန်အဖြစ်ជីကောရှော့ကင်ကအလွတ်ကျကျများတယ် လွတ်ချက်ပြီးပြောကြရများတယ်ပေါ့နော်အဲ့တော့ဘာဖြစ်လဲဆိုတော့ဂျီကိုချော့ခန်ကကြောင်းသားတော်တော်များများရကြတယ်လीရကြတော့အဲမင်းသားဆန်တော့ဂျီကိုချော့ခန်ကြရင်လုံးဝအောင်လीအဲဒေါက်တာ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 နဲ့ဟိုတခါလဲ rap ရတယ်လို့ပဲအစားဆုံး smooth ဖြစ်ဖြစ်နဲ့ပြောနိုင်သွားရပေါ့နော်အဲ့ကြတော့ပြောရင်ပြောရင်းနဲ့အချိန်နေလဲပါလာပြီးတော့မှ speed လေးရပါတော့စကားပြောတဲ့အမြန်နှုံလေးကမတိမတာလေးမြန်သွားတတ်တယ်အဲ့တော့အဲ့လိုမြန်သွားတဲ့ခါမှာ မြန်လာတော့ကောင်းတယ်ဆိုပေမဲ့ပေါ့နော်ကို့အတွက်ပြဿနာရှိလာနိုင်တယ်။အဲဒီပြဿနာကဘာလဲဆိုတော့ကိုကစကားမြန်မြန် ပြောနေတဲ့အတွက်ကို့ကိုအင်တာဗျူးရဲ့လူရဲ့စိတ်ထဲမှာအော် तू ကစကားကိုဘလောက်အမြန်နှုံနဲ့ပြောနိုင်တာပဲ။အဲ့တော့ငါပြောငါတလောက်စကားအမြန်နှုံနဲ့ပြောနေတယ်ဆိုလေ तू နားလည်နိုင်လောက်မယ်လို့ထင်တယ်ဆိုတော့အတွေ့အဝင်သွားတတ်တယ်ဝင်သွားပြီဆိုတာ ਨੇ မိနာဆန်တို့ तू ကမိနာဆန်တို့ပြောတဲ့ စကားအမျက်နှုံတိုင်းပဲမိကွန်းနဲ့မေးလာနိုင်ချေရှိတယ်ဗောနော်အဲ့လိုမေးလာပြီဆိုရင်မင်းသားဆန်တို့ကသူမေးတဲ့မိကွန်းတွေကိုနားလဲတယ်ဆိုရင်ကိစ္စမရှိဘူးသူပြောတဲ့ speed အတိုင်းလိုက်ပြီးတော့နားထောင်နိုင်တယ်နားလဲနိုင်တယ်ဆိုရင်ကိစ္စမရှိဘူးနားမလဲဘူးဆိုရင်အမတ်တင်မရောတင်ပဲရောတော့မှာပေါ့ဟုတ်တယ်နော်အဲ့ဒါကြောင့်မလို့ဒုတိယချက်နေနဲ့စကားကိုဖြည်းဖြည်းပြောပါကိုကဖြည်းဖြည်းပြောမှသူကလည်းဖြည်းဖြည်းပြောမယ် နောက်တစ်ခုသတိထားမှာကကျွန်တော်တို့ဆိုတာကမြန်မာလူမျိုးလေဂျပန်လူမျိုးမဟုတ်ဘူးငွေကလေးရနဲ့ဂျပန်စကားပြောလာရင်လူမဟုတ်ဘူးအဲ့တော့တချို့စကားလုံးတွေကကျွန်တော်တို့အတွက်ကတော့ကျွန်တော်တို့ကိုယ့်ကိုယ်ကိုယ်တော့ဗောနော်အတန်ထွက်ပီတယ်လို့ထင်အောင်ထင်နေမယ်ဒါပေမဲ့ဂျပန်လူမျိုးအတွက်ကြတော့ဝဲတဲ့လူရှိမယ်လုံးဝကြီးပီနေတဲ့လူလည်းရှိသလိုဗောနော်အတန်ဝဲတဲ့လူလည်းရှိကောင်းရှိနိုင်မယ်အဲ့ဒါဖြစ်တဲ့အတွက်ကြောင့် အရင်မြင်မြန်ပြောလိုက်ရင်ကိုဘာပြောသွားလဲဆိုတော့ तू နားမလည်နိုင်တော့ပဲဖြစ်သွားလိမ့်မယ်။အဲကြရင်ကိုပြောချင်တဲ့ point ကိုရဲ့အမှတ်တရမဆုံးရှုံးသင့်မယ်နဲ့ဆုံးရှုံးရလိမ့်မယ်ပေါ့နော်။အဲဒါကြောင့်မလို့စကားကိုဖြည်းဖြည်းပြောကြမယ်နော်။နံပါတ်3တပတ်ကမေးတဲ့မေးခွန်းကိုသိချာနားထောင်ပြီးတော့အချိန်ယူစဉ်းစားပြီးတော့မှဖြေပါ။ဟုတ်ပြီ ဒီနံပါတ်3ချက်ကလည်းအရေးကြီးရပါတော့။ဘာလို့မိကွန်းတေချာနားထောင်ပြီးတော့မှဖြေကိုနည်းနည်းအချိန်ယူစဉ်းစားပြီးတော့မှဖြေခိုင်းလဲဆိုရင်တော့ဒီလိုရှိရပါတော့။အဲမိနာဆန်တို့တော်တော်များအင်တာဗျူးဖြေတဲ့အခါမှာလीစိတ်လှုပ်ရှားကြတော်တော်လေးပါတော့။တော်တော်လေးစိတ်လှုပ်ရှားကြတယ်။အဲ့တော့စိတ်လှုပ်ရှားပြီးတော့မှဘာဖြစ်လဲဆိုတော့တိတ်ပြီးတော့မတွေးနိုင်တော့မတွေးနိုင်တော့တဲ့အခါမှာတစ်ဖက်လူရဲ့မိကွန်းကိုလည်းတေချာလေးစဉ်းစားနိုင်စွမ်းနေနေဝရတယ်ပါတော့။ ။နေကတော့ကိုအများတန်းတိကိုတိပြီးသားစကလုံးနေလို့ပဲမင်းသားဆန်တို့ကဒီ point အနေနဲ့ဖမ်းမိယူလိုက်တယ်။ဥမာအဖြစ်ဒီဟောပါဘောနော်။ Do ste Nihon ni ikitai desu ka? ဆိုတဲ့မေးခွန်းမေးလိုက်တယ်။မေးတဲ့လူကဘာလို့ဂျပန်အောင်သွားချင်တာလဲဆိုရင်မေးခွန်းမေး။ဒါပေမဲ့မင်းသားဆန်တို့ကလေ Nihon ni ikitai desu ka? ဆိုတဲ့ဟာကိုပဲနားထဲမှာဖမ်းလိုက်တယ်ဗောနော်။ဖမ်းပြီးတော့မှ はい、日本に行きたいです。そのピレクレで追ぶえ。あら、ばれそろ。てばるは迷子ばめれそろ。てちゃなまたん。なまたんめね。こはこう借たれ。こう待ったれ。はね。お、だめだねまそれあてんねぼの。ဖြေးလိုက်တယ်ဖြေးလိုက်တဲ့တကြောမေးတဲ့မေခွန်းနဲ့ဖြေးတဲ့ဖြေးနဲ့တခြားစီဖြစ်သွားရောဖြစ်သွားတဲ့ခါကျတော့ဘာဖြစ်လဲဆိုတော့အမတ်တွေမယောတယ်မနဲ့ယောပေါ်ရောအဲဒါကြောင့်မလို့တတိယချက်နေနဲ့ တစ်ဖက်ကမေးတာကိုတေချာနားထောင်ခနာချင်းယူစဉ်းစားပြီးတော့မှအသင့်တော်ဆုံးအဖြေဖြေပေးမေကွန်းကိုနားမလဲရင်မေကွန်းနားမလဲကြောင်းတေချာပြောပါဒါမှမဟုတ်လိုင်းမကောင်းတာတို့ဘာလို့ကြောင်းတေချာမကြားလဲရတာဆိုရင်တော့မိုးအချီတော့အနေကိုင်းရှိမစဆိုပြီးတော့ပြန်တောင်းဆိုပါဟုတ်ပြီဒီနံပါတ်၄ချက်လေးကလည်းအရေးကြီးတယ်ဗောနော် ဟိုရှင်းရအချက်တွေတော့ဒီအရင်ကြည့်ဦးဆိုပေမဲ့လေဒီချက်လေးကလည်းအရေးကြီးတယ်။ဘာလို့လဲဆိုတော့လေအဲကလေးတွေတော်တော်များများ တွေ့ဖူတာကဟိုဘက်ကမေးရမေးခွန်းကို နားမလဲတော့ဘူးဆိုရင်သူတို့ဆီကဘာ response မှမလာတော့ဥပမာဖြင့်ဂျပန်ဘက်ကမေးတဲ့မေးခွန်းတစ်ခုရှိတယ်။どうして介護を選びましたかとどうして今の仕事を選びましたかとメイライビーそういう ဒီဥမာအဖြစ်ပါနော်နားမလဲတော့ဘူးဆိုလေကလေးတွေဆီရနဲ့ barrenness ဖုံးမှမလာတော့အကုန်လုံးကကြောက်ရွံ့ကြည့်လို့ဖြစ်သွားရောမျက်နှာတည်ကြီးတွေနဲ့မျက်လုံးလေးကြောင်စီကြောင်စီနဲ့ဖြစ်ကုန်ရောအဲ့ကြရင်အမတ်ကအလိုလိုရော့ပါရောอืมအဲ့လိုမဖြစ်အောင်ကိုကနားမလဲဘူးဆိုရင်စမီမာဆင်ချစ်စမွန်ကဝါကာရီမာဆင်အဲ့လိုပြောတာပဲဖြစ်ဖြစ်စမီမာဆင်簡単な日本語でお願いします လို့ပြောတာပဲဖြစ်ဖြစ်ပေါ့နော်ပြောလို့ရတယ်မကြောက်နဲ့ကို့ကိုလည်းသူတို့ကဘာမှလှုပ်လို့မှမရတာအင်တာဗျူးပါလေဟုတ်တယ်မလားနောက်တစ်ခုအနေနဲ့ဒီအင်တာနက်လိုင်းမကောင်းတာတို့ဒီဘေးကအတန်နေဆူလာကြောက်မှုပဲဖြစ်ဖြစ်ပေါ့နော်တစ်ဖက်ကမေးတယ်မေးခွန်းကိုမကြားလိုက်ရဘူးတေချာမကြားလိုက်ရဘူးဆိုရင်စူမီမာဆင်မိုးအစ်ချီဒိုအိုနေဂိုင်တာရှိမတ်အဲ့လိုပြန်ပြီးတော့တောင်းဆိုပါဘာမှမဖြစ်ဘူးတောင်းဆိုလို့ရတယ် တစ်ဖက်ကလည်းမင်းသားဆန်တို့နားမလည်မချင်းပြောပြပေးမှပဲစိတ်ဆိုးမှမဟုတ်ဘာလို့လဲဆိုတော့လေကိုမသိတာကိုမသိဘူးပြောတာကောင်းတယ်နော်မသိတာကိုသိချင်အောင်ဆောင်ပြီးတော့မှလေအမားတွေလုံမိွာတာအရန်အန်ကြီးကြီးတယ်တစ်ဖက်လူလည်းမကြိုက်နော်အဲ့တော့နားမလည်နားမလည်ဘူးပြောပါမကြားလိုက်ရင်နောက်တစ်ခေါက်ပြန်ပြောပြဖို့တောင်းဆိုပါမမိပါနဲ့နော်နံပါတ်5မေးတဲ့မေးခွန်းတွေကို အတက်နိုင်ဆုံးပြည်ပြည်စုံစုံလေးဖြည့်ပေးပါဟုတ်ပြီဒီနံပါတ်5ချက်ဖြစ်တဲ့မိလာတဲ့မိကွန်းနေကိုဒီဘောနော်အတက်နိုင်ဆုံးအသေးစိတ်ဖြည့်ပေးပါဆိုတဲ့ဟာလीဒီလိုရှိရကျောင်းသားကျောင်းသူတော်တော်များများကအင်တာဗျူးတွေမှာဗောနော်日本料理を食べたことがありますかはいありますပြီးတော့夜勤ができますか はい、できます。自転車が乗れますかはい、乗れます。漢字が書けますかはい、書けます。だろうね、ビーワイヨ。だめめ、たっぱりを見る見るわり。とは、ダーベン見るそうに、こうはダーベン見ないでそうに。ほんの、とは、ウーマーそうに、スペインシーないら、ホッケーシーだって。だろうべ、見ないん。こうとは、တခြားလူနဲ့ရှင်ဘာမှမထူးကြဘူးလေတခြားလူကလည်း စပိန်စီနိုင်လားဟုတ်ကဲ့စီနိုင်နေဖြီမှာပဲညာဆိုင်လုံနိုင်လားဟုတ်ကဲ့လုံနိုင်နေဖြီမှာပဲလေအဲ့တော့ကိုကသူများဖြီတဲ့ဖြီနဲ့ကိုဖြီတဲ့ဖြီနဲ့အတူတူနီးပါးဖြစ်နေအဲ့တော့အမှတ်ကြီးကတူနေပြီလေဟုတ်တယ်မလားအင်တာဗျူးဆိုတာကအောင်မှုဆိုတာကသူများတက်ထူကြမှာအောင်ပါလေအဲအကြောင်းမလို့မိကုန်နေမိတဲ့ခါမှာတဖက်လူမိလိုက်မိကုန်နေရောလေအသေးစိတ်အတက်နိုင်ဆုံးပေါ့နော်တည်တည်ကြကြလေးဖြီပြီဥပမာဖြင့် 日本料理を食べたことがありますかてばいへん、サーブラ。はい、あります。ラウネベ、あそむたとはね。はい、あります。オッケー、サーブレ。例えば、エンブラーとか、寿司とか、おにぎりとか、ラーメンとか、ほな、トンガッツとかを食べたことがあります。ラーメンル、エンブラール、寿司ル、おにぎりル、ほな、トンガッツル、サーブレを。 イエンカオナルおとても美味しいです。イエンヤダシレ。たぶんの一週間に二回くらい友達と一緒に食べに行きます。たぶん、まんなちゃいなろてげちねぼのサーブとあれ。さしりべ、えろぴぴそんそんにぴしびらいえ。こわとみゃてぽいとちゃわい。てみゃてぽびろ、まやなんちみゃわび。インタビューおもやけのれみゃどい。ぴらのちゃ。 夜勤できますか夜勤ろうないら。はい、できます。ろうねべまぴばね。ばろ夜勤ろうないられそうで、あちゃこ手挑び。မြန်မာနိုင်ငံမှာညဆိုင်လုပ်ဆိုတာမရှိတာတော့မဟုတ်ရှိတယ်။ဒါပေမဲ့ចောင်းသားចောင်းလူတော်တော်များများညဆိုင်လုပ်နေတဲ့ចောင်းသားចောင်းလူတော်တော်များများမရှိဘူးပေါ့နော်။ဟိုရှိတဲ့လူလည်းရှိကောင်းရှိမယ်။ဒါပေမဲ့တော်တော်များများတော့မလုပ်ကြပါဘူးညဆိုင်။အဲ့တော့ကိုကဘာလို့ညဆိုင်လုပ်နေတာလဲ။ဆိုတဲ့အချက်ကိုထည့်ပြောပေးနိုင်ပိုကောင်းတယ်။ ဥမာမြန်မာမှာဗောနော်ဒီဒီမနေ့တနားနေ့နားတိစာလုံးလေးရှိတယ်စာကြက်လေးရှိတယ်ဗောနော်အဲ့ဒါကြောင့်မလို့ဂျပန်ရောက်တဲ့ခါမှာလေညဆိုင်လုပ်ဖို့အတွက်ကဗောနော်ညဆိုင်လုပ်ဖို့ဆိုတာကကိုအတွက်တိတ်ပြီးတော့မခက်ခဲဘူးဗောနော်ပြီးတော့ကိုကအဲ့ရဝင်တာနောက်ကျတက်တဲ့လူမျိုးဗောနော်နောက်ကျတက်တဲ့လူမျိုးအစရှိတပင်အဲ့လို point လေးတွေနဲ့ပြောသွားမယ်ဆိုရင်ကိုကသူများထက်အမှတ်အများကြီးပိုရည်ဟုတ်ပြီနော် ပြီးတော့ဂျီတန်ရှာကနော်ရဲမတ်စကာစပိန်စီတက်လား အဲ့လိုပဲအန်ဂျီကခခဲမတ်ကခန်းကြီးရေးနိုင်လားဆရှိတဲ့မိကုန်းနေဥမာစပိန်စီးနိုင်လားဆိုရင်ဟုတ်တယ်စပိန်စီးနိုင်တယ်ဟိုက်နော်ရဲမတ်နဲ့ပဲအဆုံးမတက်သွားပဲနဲ့စီးတတ်တယ်အခုလည်းစီးတယ်ဟုတ်ပြီနော်ဒီတင်းတန်တတာစပိန်နဲ့တက်တာတို့ဟုတ်မနော်ပြီးတော့ရက်ခွက်ထဲမှာစပိန်နဲ့ပဲအမြဲတမ်းသွားလာနေတာတို့ပြောလို့ရတယ်လေပြပြဆုံဆုံဖြစ်သွားတာပေါ့ပြီးတော့ခန်းကြီးခန်းကြီးဘယ်နှလုံးရေးနိုင်လဲ အလုံးအောင်နော်ရေးတက်လာဟုတ်ကဲ့ရေးတက်တဲ့လောင်းနဲ့ပဲပြီးသွားလို့မရအောင်လေဘယ်နှလုံးရေးတက်တယ်ဟုတ်ပြီနော်အဲ့ဒီမှာပေခန်းကြီးတွေကကိုယ်အတွက်ခက်တယ်ပေခန်းကြီးတွေကတော့လွဲတယ်ရမယ်နော်ပြီးတော့ခန်းကြီးအတွက်ကိုလည်းဘလိုတွေလေ့ကျင့်နေတယ်စားရှိတာတွေပါ ပြောမယ်ဆိုရင်ကို့အဖေကအင်တာဗျူးလာဖြေတဲ့လူတွေအားလုံးထဲမှာထူကြနေမှာလောကကွဲထွက်နေမှာအဲ့ကြရင်ကိုကသူတို့အားလုံးတက်အမှတ်ပိုရနိုင်တယ်ဟုတ်ပြီနော် အဲ့တော့မိတဲ့မိခွန်တွေကိုအတက်နိုင်ဆုံးပြပြဆုံဆုံးလေးဖြည့်ပေးပါနံပါတ်6တဖက်လူကိုမိခွန်ပြန်မိဖို့မိခွန်နေပြင်ဆင်တာပါဟုတ်ပြီအင်တာဗျူးဖြည့်တဲ့အခါမှာကြောင်းလာကြောင်းတော်တော်များများပါဗောနော်တဖက်လူမိရဲ့မိခွန်တွေဝယ်ဖြည့်ွားတကြတယ်ဒါပေမဲ့နောက်ဆုံးလေးအင်တာဗျူးပြီးတဲ့အခါမှာကိုယ်ကိုမေးချင်တာရင်တဖက်လူကမေးပြီးွားပြီဗောနော်အင်တာဗျူးရဲ့လူကမေးပြီးွားပြီမေးပြီးွားတဲ့အခါမှာ コバガネ、ミゼアシラ、質問なんかありますかはびのミゴニバレミジナシラールバル。ミラゲディ、ミラゲディシドバナ、ミレカマ、ジャナジャンルトトメミャガ、イエアリマセン、トイピータジャイ。えらり、マーラソロレ、ママーオーゴノ、ダメ。တန်နိုင်ဘောနော်မိကွန်လေးနှစ်ခုသုံးခုလောက်တော့ပြင်စီချင်းတယ်ဥမာ အဲအလောက်ခေါ်စာထဲမှာပါထားတဲ့အကြောင်းအရာတွေကလွယ်လို့ဘယ်ဟာမိမိပေါ့နော်ဒီဂျပန်နဲ့သက်ဆိုင်တဲ့အကြောင်းအရာလားကိုလုံးလုံးရမယ့်နေရာနဲ့ပတ်သက်တဲ့အကြောင်းအရာလားဒီလုံးနဲ့ပတ်သက်တာလားကိုအတွက် challenge ဖြစ်နိုင်တဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးမေးခြင်းလားဟုတ်ပြီနော်ပြီးတော့သူတို့ company ဘက်ကလည်းကိုဘယ်လို sporting မျိုးတွေပေးတာလဲအားရှိတယ်မျိုးပေါ့နော်ပေးနိုင်လဲအားရှိတယ်အဲ့လိုမေးခွန်းမျိုးလေးတွေကိုပြင်ဆင်ထားမယ်ဆိုရင်ကိုအတွက်ပို့ပြီးတော့ impression ကောင်းတယ်ပေါ့နော်ဒီလုံးနဲ့ပတ်သက်ပြီးတကယ်စိတ်ဝင်စားတာ စိတ်ဝင်စားတဲ့လူလားဂျပန်နဲ့ပတ်သက်ပြီးတကယ်ဆရာထက်တန်မှုရှိရဲ့လူလားစိတ်ဝင်စားရဲ့လူလားဆိုတာကို impression ဖြစ်စီရပေါ့နော်တစ်ဖက်လူ impression ပေးတယ်အဲ့လို impression မျိုးနော်အဲ့တော့မိကုန်းကိုအနေဆုံးဟိုဘက်ကိုပြန်မေးဖို့အတွက်အနေဆုံးနှစ်ခုဘလို့မှစဉ်းစားမရတော့တစ်ခုလောက်ဆိုလည်းရရပေါ့နော်ဒါပေမဲ့တက်နိုင်ရင်တော့နှစ်ခုသုံးခုလောက်တော့အနေဆုံးပြင်ဆင်ခြင်းနဲ့အဲ့ဒါမှ ိုကဒီလုံနဲ့ပတ်သက်ပြီးစိတ်ဝင်စားတယ်ဂျပန်နိုင်ငံကိုတကယ်သွားချင်ပါတယ်ဆိုတဲ့ impression ကိုပေးပေးနိုင်မယ်ပေါ့နော်ပေးနိုင်တယ်ပေါ့နော်နံပါတ်9 interview မဖြစ်ခင်အထိ podcast တွေမြန်မြန်နားထောင်ပါဟုတ်ပြီမင်းနဆန်တော်နေနေလေပို့ပြီးတော့မှ interview မှာတခြားလူတွေထက်ပို့ပြီးတော့ဖြေနိုင်ခြင်းနဲ့တစ်ဖက်လူမိတဲ့မိခွန်းတွေကိုအားလုံးပေါ့နော်အားလုံးမဟုတ်ရင်တော့မှတော်တော်များများအောင်လေနားလေနေခြင်းနဲ့ဆိုရင်တော့မင်းနဆန်တော် podcast တွေမြန်မြန်နားထောင်တာဖို့လိုတယ် တက်နိုင်ဆုံးပေါ့နော် podcast မဟုတ်ရင်တော့မှ YouTube မှာဒီဂျပန်နဲ့ပတ်သက်တာတွေဂျပန်လူမျိုးတွေစကားဘလို့ပြောလဲအတန်ထွက်တွေလေယူလေသိမ့်နေဒါတွေကိုနားထောင်လာဖို့လိုတယ်အနိုင်ဦးမဖြေခင်ကာလတစ်ချောင်းလောမိန်းဆန်တော့လေနားတွေကိုအဲ့ဒီအတန်တွေထည့်ထားဖို့လိုတယ်ကိုကနားရီဝနေဖို့လိုတယ်ပေါ့နော်နားရီဝနေမှာတကယ်အနိုင်ဦးဖြေတဲ့ခါမှာတစ်ဖက်လူပြောတဲ့လေယူလေသိမ့်ကိုကဟိုဘက်ကပြောလိုက်တာနဲ့ကိုနားထဲမှာနားလဲမှာမဟုတ်ရင်ကိုအတွက်ခက်နေလိမ့်မယ်မလီချင်းထောက်ဆိုလေအဲ့တော့ အင်တာဗျူးမဖြစ်ခင်အထိပေါ့ကတ်တွေကိုမြန်မြန်နားထောင် YouTube မှာလေဂျပန်နေစကားဂျပန်လူမျိုးတွေစကားပြောတာကိုမြန်မြန်ကြည့်ပြီးတော့မှနားရေဝအောင်လုပ်ထားမယ်။ဒါဆိုရင်အင်တာဗျူးဖြေတဲ့အခါမှာသိပြီးတော့အခက်အခဲမရှိနိုင်။လူများတလည်းပို့ပြီးတော့မိကွန်းတွေကိုနားလဲပြီးတော့မှကောင်းကောင်းမမဖြစ်နိုင်လိမ့်မယ်လို့ထင်တယ်။ကဲဟုတ်ပြီ။ဒီဗီဒီယိုလေးမှာတော့မင်းနာဆန်တို့အတွက်ဂျပန်အင်တာဗျူးလေးဖြေတဲ့အခါမှာ သုံးဝင်စေမယ့်အသုံးတင်စေမယ့်အချက်လေးခုနှစ်ချက်ကိုအဓိကပြောပြပေးသွားခဲ့တယ်ပေါ့နော်။အားလုံးအတွက်တော်ဝင်လေးမယ်လို့ထင်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်ကြောင့်ကျေးဇူးတင်ပါတယ်။ありがとうございます。